သူတို့သားနဲ့သူတို့သမီးမပါဝင်ပေမဲ့ရွှေဆိုင်ဒီဇိုင်းလေးပါတင်ကြောင်းပစ္စည်းတွေနဲ့အွန်လိုင်းကနေကြမှာခဲ့တဲ့အွန်လိုင်းမျိုးကဆီဆက်ပွဲတူတက်လာတဲ့ဒီခေတ်ကြီးထဲမှာအွန်လိုင်းကနေလက်ထက်ကြသလိုအွန်လိုင်းကနေဆီဆက်ကြတဲ့မင်္ဂလာပွဲတွေလည်းရှိလာပါသေးတယ်။သူတို့သားကနိုင်ငံခြားရောက်နေရင်သူတို့သမီးကအွန်လိုင်းကနေဆီဆက်ကြပြီးမဲ့ဒီမင်္ဂလာပွဲကတော့သူတို့သားရောသူတို့သမီးရောနှစ်ယောက်စလုံးကနိုင်ငံခြားမှာအလုပ်လုပ်နေကြတာပါ။မြန်မာနိုင်ငံမှာကျန်ခဲ့တဲ့မိဘတွေစုမျိုးတွေကဆီဆက်ပွဲကိုကျင်းပပေးခဲ့ကြပြီးတော့တင်းနောက်နဲ့ရွှေငွေတွေကများပြားနေလို့နာမည်ကြီးနေပါသေးတယ်။ဒီဆီဆက်ပွဲကိုတော့မကွေး တိုင်အောင်လံမြို့နယ်တဲကပြက်လို့ရွာဝကျင်းမခဲ့တာပါ ကိုအောင်ရင်းထွန်းနဲ့မမေတကြံတို့ရဲ့ဆစ်ဆက်တောင်ရံပွဲနဲ့မင်္ဂလာဆွခြင်းအခမ်းအနွဲကိုမြန်မာနိုင်ငံမှာဘယ်သူမှမကြက်မရသေးတဲ့ပုံစံမျိုးနဲ့ပြုလုပ်ခဲ့ပါတယ်။သူတို့သားနဲ့သူတို့သမီးကမလေးရှားနိုင်ငံမှာအလုပ်လုပ်နေကြတာဖြစ်ပေမဲ့မင်္ဂလာပွဲကိုအွန်လိုင်းကနေပရိုဂျက်တာနဲ့ပြသကကျင်းပခဲ့ပါတယ်။သူတို့သမီးကမလေးရှားနိုင်ငံမှာရွှေစံဖွက်လက်ထားသူဖြစ်ပြီးတော့စီးပွားရေးအင်အားတောင့်တင်သူပါ။နှစ်ယောက်စလုံးကအတူတူအလုပ်တွေကြိုးစားနေကြပြီးတော့ဆစ်ဆက်ပွဲကိုလည်းမြန်မာရိုးရာအတိုင်းကျင်းပခြင်းခဲ့ကြပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာကြံခဲ့တဲ့မိဘဆွေမျိုးတွေကဆစ်ဆက်ပွဲကိုကိုးစားကျင်းပပေးခဲ့ပါတယ်။ ်မြန်မာနိုင်ငံကိုပြန်မလာပေမဲ့အွန်လိုင်းကနေလက်ချက်လည်းဖြစ်တာကြောင့်မိဘတွေကပဲကြောင်ရံတာတွေစွန့်ကပ်ကြတွေအခမ်းအနားတွေကိုပြုလုပ်ပေးခဲ့ပါတယ်။တို့သားနဲ့တို့သမီးကဆစ်ဆက်ပွဲနဲ့မင်္ဂလာဝဲကိုကိုယ်တိုင်မလာရောက်နိုင်ပေမဲ့အဖြစ်သဘောမျိုးမဟုတ်ဘဲခံခံနာနာနဲ့ပြုလုပ်ခဲ့ပါတယ်။တို့သားဘက်ကတို့သမီးကိုတင်တောင်းတဲ့လက်ဝတ်ရတနာတွေကတော့များပြားနေလို့ဆွေမျိုးတွေတင်မကရဲရွာတွေကမင်္ဂလာတွေကပါကူညီပြီးတော့တည်ပေးခင်ရပါတယ်။စိတ်နေရွှေတွေအပြစ်ထက်ထားတဲ့လက်ဝတ်ရတနာတွေနဲ့တို့သမီးအိမ်ကိုသွားရောက်တောင်းရန်ပေးကြပြီးအွန်လိုင်းကနေဗီဒီယိုကောခေါ်ထားခဲ့တာပါ။တို့သားနဲ့တို့သမီးက က projector ကနေတဆင့်ကြည့်နေကြပြီးတော့သူတို့ရဲ့စစ်ဆက်ပွဲကတော့အောင်မြင်သွားခဲ့ပါတယ်။ဒါလောက်ရွှေတွေအများကြီးနဲ့တင်တောင်းတာကတချို့တွေအတွက်တော့ထူးဆန်းနေကြပြီးတော့ကျောင်းဝစင်နာလားလို့လည်းထင်ကြပါတယ်။တကယ်တော့ကျောင်းဝဘုအတွက်မဟုတ်ပဲမြန်မာနိုင်ငံမှာကြံခဲ့တဲ့မိဘတွေကိုမျက်နှာမငယ်စေချင်တာကြောင့်ဖြစ်ပါတယ်။သူတို့သားဘက်ကနေတင်မိုးထားပြီးလာရောက်တောင်းရနာကိုပြသချင်တာကြောင့်စစ်ဆက်ပွဲကိုလည်းရွှေဆိုင်ဒီဇိုင်းလုံးနှီးပါးကရွှေတွေနဲ့တင်တောင်းခဲ့ပါတယ်။သူတို့သားနဲ့သူတို့သမီးကနိုင်ငံသားမှာအလောလောနေပေမဲ့မြန်မာနိုင်ငံကမိဘတွေကိုပြန်လည်ထောက်ပံ့ကြတဲ့အပြင်လက်ထပ်တော့မဲ့အချိန်မှာလည်းမိဘတွေမျက်နှာမငယ် ငယ်အောင်လုပ်ပေးနိုင်ခဲ့ပါတယ်။လူကြီးတွေကလည်းသူတို့ရဲ့ online ဆက်ဆက်ပွဲနဲ့မင်္ဂလာပွဲကိုနားလည်ပေးကြပြီးရဲရွာတွေကလူကြီးတွေကအစအတိအမှတ်ပြုပေးခဲ့ကြပါတယ်။ online ကနေဆက်ဆက်တဲ့ပွဲဖြစ်ပေမဲ့လည်းတရွာလုံးကိုဖိတ်ပြီးတော့အခန့်ကျွေးဝင်ခဲ့ပါတယ်။သူတို့သားနဲ့သူတို့သမီးကမြန်မာနိုင်ငံကိုပြန်လာပြီးတော့ခံခံနာနာဆက်ဆက်ကျင်နာဖြစ်ပေမဲ့အချိန်နဲ့အရပြန်လာဖို့အတွက်အဆင်မပြေတဲ့အချိန်မှာ online ကနေပဲဆက်ဆက်လိုက်ကြပါတယ်။မင်္ဂလာပွဲအခမ်းအနားကို online ကနေကျင်းပရတာဖြစ်ပေမဲ့သူတို့တွတ်တွတ်တယောက်နဲ့တယောက်ချစ်နေဖို့ပဲအဓိကဖြစ်လို့သူတို့သားနဲ့သူတို့သမီးကသူတို့ရဲ့မင်္ဂလာပွဲကိုလူကိုယ်တိုင်တောင်မှမ ရောက်လာနိုင်ခဲ့ကြပါဘူးမြန်မာနိုင်ငံမှာကြံခဲ့တဲ့မိဘတွေကိုပဝန်ကျင်ကပြောစရာမဖြစ်အောင်စီစဉ်တတ်တဲ့ဒီစုံလွှဲလေးကိုတော့ချီးကျူးနေကြပါတယ်အရင်တုန်းကတော့သူတို့သားနဲ့သူတို့သမီးကကိုရံပွဲမှာလက်ထပ်ကြပြီးတော့ဆွေမျိုးမိဘတွေကအကုန်ပြုပေးကြတာပါ ြောင်းလဲသွားတဲ့ခေတ်အခြေအနေအရသူတို့သားနဲ့သူတို့သမီးတောင်သူတို့ရဲ့မင်္ဂလာဝဲကိုကိုယ်တိုင်မလာရောက်နိုင်ပေမိဘတွေကကိုစားကျမပေးလိုက်ရပါတယ်မင်္ဂလာဝဲကိုဘလို့နည်းနဲ့ပဲကျမနေကြပါစေတယောက်နဲ့တယောက်သက်သာရှိရှိချစ်ဖို့ကပဲအရေးကြီးလို့ဒီလိုနည်းနဲ့လက်ထက်ရလဲသူတို့သားနဲ့သူတို့သမီးကတော့ဂျင်းနဲ့နေခဲ့ကြပါတယ်ရှင်ရွာမှာကြံခဲ့တဲ့မိဘတွေကိုမျက်နှာမငယ်စေချင်လို့အွန်လိုင်းကနေဗီဒီယိုကောခေါ်ပြီးတော့စစ်ဆက်ပွဲကျမခဲ့တဲ့ဒီပွဲလေးအပေါ်ပရိသတ်ကြီးတို့ရောဘလို့ထင်မြင်မိလဲဆိုတော့ကမမပြောခဲ့ပါအောင်နော်ကြည့်ရှုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်